အိန္ဒိယနိုင်ငံကအုပ်ချုပ်ထားတဲ့ကက်ရှမီးယားဒေသရဲ့ရဲစခန်းတစ်ခုမှာဖမ်းဆီးရမိထားတဲ့ဖောက်ခွဲရေးပစ္စည်းတွေမတော်တဆပေါက်ကွဲမှုကြောင့်လူ၉ဦးသေဆုံးပြီး32ဦးထဏ်ရာရခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။အိန္ဒိယရဲ့ဒေလီမြို့တော်မှာလူ73ဦးထပ်မံသေဆုံးခဲ့တဲ့ကားဘုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ကက်ရှမီးယားဒေသရဲ့ရဲစခန်းမှာအခုပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ အိန္ဒိယအစိုးရကတော့ဒေလီမှာဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုဟာအကြမ်းဖက်မှုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။နိုဝင်ဘာ14ရက်မော်လဝိုင်းကကက်ရှမီးယားဒေသရဲ့နောင်ကန်ရဲစခန်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးအဲ့ဒီရဲစခန်းမှာအခုတရင်ပတ်အစောပိုင်းကဟာယာနာပြည်နယ်ဖာရီဒါဘတ်မြို့မှာတင်းစီရမိထားတဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုထားရှိထားတယ်လို့သိရပါတယ်။ ဒီပေါခွဲရေးပစ္စည်းတွေကိုစုံစမ်းစစ်ဆေးဖို့အတွက်လွှဲပြောင်းပို့ဆောင်ခဲ့ချိန်မှာမတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းရဲအရာရှိနာလင်ပရာဘက်ကပြောပါရယ်အခုပေါက်ကွဲမှုဟာမတော်တဆပေါက်ကွဲမှုဖြစ်ပြီးအစံဖက်တိုက်ခိုက်မှုမဟုတ်ကြောင်းလည်းပရာဘက်ကပြောပါရယ်ပောက်ကွဲမှုကြောင့်ရဲစခန်းလဲဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ပြီးရဲစခန်းအနီးမှာရှိတဲ့ကားတွေလည်းမီးလောင်ခဲ့တယ်လို့ဆိုပါရယ်